စိတ်ကအဓိကလို့ဟောထားတာမြတ်စွာဘုရားဟောတယ်စိတ်ကအဓိကဖြစ်တာဖြစ်တော့ကြောင့်ကိုယ်စိတ်ကိုပဲဆန်းစစ် တခုထိခိုက်သွားပြီဆိုရင် ကိုယ်စိတ်ကိုပဲဆန်းစစ်ငါတမင်လှုပ်ထလာမတော်တဆဖြစ်သွားတာလားဒီလိုဆိုလို့တယ်ပေါ့ဥမာမင်းမြမပြေပါငငယ်တုန်းကလည်းဒီလိုကြားဘူးတယ်ကိုယ်ချက်တရဝါလေးတကောင်ဟာခြေကျိုးလက်ကျိုးဖြစ်သွားတယ်ဆိုရင် ်အေးဝတ်ပါလိုက်မယ်ဝတ်ပါလိုက်မယ်ဒီချေကျိုးတာကြီးဝတ်ပါမှာဆိုလို့တတ်ပြစ်တယ်တတ်တဲ့ဝတ်ပါသွားတာဟောအသက်ခံရတာဟောအဲ့တော့ငကိုတော့ချေကျိုးတာတော့ငါကိုကမတော်တဆဖြစ်သွားအဲ့ဒါဝတ်မဟုတ်ဘူးအပြစ်မဖြစ်သေးဘူးเนาะမတော်တဆကိုချက်တရဝရကောင်ဟာ မတော်တဆဖြစ်သွားရင် ကိုချက်မဟုတ်ဘူးအကျဉ်းတရားထားပြီးတော့သူ့ကို ကုသပေးရင်ကုသရအောင်ပဲဝေါ်လိုက်မှာဆိုတာကြောက်ထတဲ့လူတွေအတက်ပြလိုက်ချာပြီးတော့ပြောလိုက်သေးတယ်တရဝါဆိုတာလူချွတ်မှချွတ်တယ်လူကြတော့ဘသူချွတ်အဲ့ဒါလို့မှားရွင်းတဲ့အမြင်တွေမြန်မာပြည်မှာရှိတယ်ဘုန်းကြီးတို့ငယ်စဉ်ခါလာတော့လို့မှားရွင်းတဲ့အမြင်တွေရှိတယ်တကယ်ကတော့အဲ့လိုမဟုတ်ဘူးမတော်တဆဖြစ်သွားတာဝတ်မပါဘူး မတော်တဆဖြစ်သွားလို့မတော်တဆတေသွားတာကိုချောင်းတေတာဖြစ်ပြီပဲလို့တေမှုတာဖြစ်တဲ့တမှုမဖြစ်ဘူးလို့တေလို့မှာတာမဝတိမိဖုရားတို့ရဲ့အလောင်းဟာသူတို့ရေကိုချမ်းတုံနေအောင် ချိုးပြီးတော့ချမ်းလမကချမ်းတဲ့အခါမိဖို့မိုးဆိုပြီးအနာနာကခြုံပုတ်အထဲထဲမှာဘာရှိတယ်ဆိုတော့မကြည့်ပဲနဲ့မိတိုက်ကြမိတိုက်ပြီးတော့မိလုံကြ ေးချုံမုတ်ကြီးမိလောင်သွားတဲ့အခါကျတော့ပစ္စေကဗုဒ္ဓကအဲ့ချုံအောက်ဝင်ပြီးတော့တမဘတ်ဝင်စားနေတာငုတ်တုတ်ကြီးပေါ်လာအဲ့တော့သူတို့ချုံမီးရှိုးတာအဲ့ဒီတုန်းကကံအရာမမြောက်ဘူးသူတို့လှုပ်တာဘာလို့လို့ဆိုရင်မီးလုံချင်တဲ့စိတ်နဲ့လှုပ်တာလေပစ္စေကဗုဒ္ဓကိုတတ်ချင်တဲ့စိတ်နဲ့လှုပ်တာမဟုတ်ဘူးမီးလုံချင်တဲ့စိတ်နဲ့လှုပ်လို့ဘာမှကိုယ်မှာအကုသို့မဖြစ်ဘူး ကံတရားကကိုယ်ပေါ်မှာမရောက်နိုင်ဘူးသို့တော့အဲ့ဒီပိဿကဗုဒ္ဓကြီးကနန်းတော်ကိုကြွလာတဲ့ပိဿကဗုဒ္ဓဖြစ်တော့သူနေတဲ့နေရာမိရှုလိုက်တော့အခုတော့တေသွားပြီလို့စိတ်ကထင်တယ်ထင်တော့ကဲအလောင်းဖြောက်ကြရအောင်ဆိုပြီးတော့စုပုံပြီးထင်းနေနဲ့ပုံပုံပြီးတော့မိရှုကြအဲ့ဒီကြတော့အကုသို့ဖြစ်သွားတယ်တတ်မှုအဲ့ဒီချက်မှဖြစ်သွားတယ် တကယ်ကပြည့်စုံကဘုရားကတမာတိစွမ်းအားကြောင့်မီးမလောင်တာမီးမလောင်ဘူးတိတ်လည်းမတူဘူးနေတော့